စိတ်တူခြင်းနဲ့အညိုအတေထားခြင်းလူတွေဟာထက်ခနဲ့ရှိရင်စိတ်တူတတ်စိတ်မရှိဘူးမိဘကလည်းသာသမီပေါ်စိတ်ရှိခြင်းမရှိသေးသာသမီကလည်းမိဘပေါ်စိတ်ရှိခြင်းမရှိညီကောင်မတော်ချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုယ်ပြုပြင်ရမှာဖြစ်တယ် မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဓဆိုတဲ့စိတ်တုံမှုဒေါသတရားကိုရှင်းချကြရမှာဖြစ်တယ်။အဲ့ဒါကိုမရှင်းချနိုင်ဘူးစိတ်တူတာပဲခုံယူပြီးတော့ငါကမရဘူးထိခနဲ့ရှိစိတ်တူတယ်ငါစိတ်ကိုလာမစမ်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါလေနောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တုံမှုကိုရှင်းချဖို့လိုအပ်တယ် ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှိရင်အမှန်တရားကိုစဉ်းကျင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။ဒေါသရဲ့အပြစ်ကိုရှုမြင် သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။တစ်ဖက်သားအပေါ်မှာအပြစ်မမြင်မဲနဲ့မေတ္တာသက်ဝင်ခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။အပြစ်ကိုရှုပြီဆိုရင်ဒေါသဖြစ်မှာပဲ။အပြစ်ကိုဘယ်တော့မှမရှုနဲ့။ကောင်း